မင်္ဂလာပါခင်ဗျာစာရေးသူအနန္ဒာဆိုးစင်ဖြူကျွန်းရေးတာတော့နှွေဘူးတဲကလှဲလန်းကြောင်ဖုန်ခိုးတွေလည်းတထောင်ထောင်လို့အမိရတယ်ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာနှွေဘူးတဲကလှဲလန်းကြောင်ဖုန်ခိုးတွေလည်းတထောင်ထောင်အခန်းဒီဒီနေ့ကျမှကျွန်တော်တငယ်ချင်းဖေခင်ကိုတတိရလိုက်တာအယမ်းပါပဲဒီကောင်ကကျွန်တော်နဲ့အကြောင်းနေပဲ ငငယ်ကလေးကကျွန်တော်တွေ့လာခဲ့တဲ့ကောင်သူကဘေဒင်လက္ခဏာယူအဲ့ဒီပညာကို အရန်လိုက်စားတယ်စာသင်ခန်းထဲမှာဆရာကအရှိက စာသင်နေတော့နောက်ကနေပြီးဘေဒင်လက္ခဏာစာအုပ်ကြီးခိုးခိုးဖတ်နေတတ်လို့မကြာခဏရိုက်ခံရတဲ့အကောင်မျိုးပေါ့ရောက်လျာတန်းတိုင်းစာသင်ခန်းတိုင်းမှာ သူမဟောဘူးတဲ့သူ မရှိတော့ဘူးဆိုရတော့အောင်ပါပဲယောက်ျားလေးမိန်းကလေးမရွေးဘေဒင်ဟောပေးတယ် လက္ခဏာကြည့်ပေးတယ်ကျွန်တော်ကလည်းဖေခင်နဲ့တွဲတွဲဆိုတော့ဖေခင်ရဲ့အဟောအကြည့်စက်ကွင်းကဘယ်ပြေးလွတ်ပါမလဲဘေးတင်ဟောပြတာလဲခံမှုတယ်လက္ခဏာဟောပြတာလဲနားထောင်ရဘူးတယ်ဒါပေမဲ့မွေးနေ့မွေးရတာပြောလိုက်တာလက်ဘဝတာထိုးပြလိုက်တာစိတ်ထဲမှာတဲ့ရလေးနဲ့မထားမိပါဘူးသူဟောတဲ့အတိုင်းဖြစ်လာလိမ့်မယ်လို့မယုံကြည်လှပါဘူးဒါပေမဲ့ကို့မှပြန်တွေးတော့ သူခေါ်တဲ့အထဲမှာနှစ်ချက်ကတော့ဖြင့်ကွက်တီကိုမှန်နေတော့တာပါပဲပထမခေါ်တဲ့ချက်ကမင်းဆယ်တန်းမအောင်တော့ဘူးမတို့အိမ်အောင်ပဲကြမယ်တဲ့ကျွန်တော်ဆယ်တန်းရောက်တဲ့နှစ်မှာခေါ်တာဟုတ်လားကောင်းတာဗောစိမ့်မယ်မင်္ဂလာဆောင်ရင်လည်းမင်းပဲရက်ရွေးပေးရမယ်နော်အဲ့လိုတော့ကျွန်တော်ကပြန်နောက်ခက်ရသေးတယ်အောင်မယ် အဲ့ဒီဟောချက်ကမှန်နေတဲ့ဗျာဆယ်တဲ့ပထမနှစ်မှာကျွန်တော်ကြပါလေရောဒုတိယနှစ်ပြန်တက်မယ်ကြံတုံးရှိသည်ငိမ့်ငိမ့်ကိုခိုးပြရဖို့ဖန်လာပါတော့တာပါပဲအဓိကအကြောင်းရင်းကတော့ငိမ့်ငိမ့်တို့မိသားစုကကျွန်တော်တို့မျိုးကပြောင်းရွှေ့သွားဖို့ဖြစ်လာတယ်အဲ့ဒီခါမှာကျွန်တော်နဲ့ငိမ့်ငိမ့်ကရှစ်ဆခင်းစားကျင်နာကြလေတဲဆိုင်ညာထဝယ်မခွဲနိုင်မခွာရက်ွယ်ဆိုတာလောက်အောင်အရှင်းနဲ့ပူးနေကြချင်းပေါ့ ကျွန်တော်ကလည်းငင်းငင်းကိုသူ့မိသားစုနဲ့မထက်လိုက်ရှင်ဘူးစိတ်မချလို့ငင်းငင်းကလည်းကျွန်တော်ကိုထားခဲ့ပြီးသူ့မိသားစုနဲ့လိုင်မသွားကျင်တော့ဘူးတရှုံွယ်တရှုံွယ်တမဲမိပါဆိုလို့အဲ့ဒီမှာတော့တူတော်ချင်းချင်းတည်င်းလွဲ့လွေအဲညာကြရောဆိုပါတော့ဗျာတတော်သမီးကိုခိုးပြရကောင်းလားတို့ငင်းငင်းမိဘတွေကလည်းပြဿနာမချကြပါဘူးကျွန်တော်ကအတောအစားလောင်းကစားမရှိဟော့ဟော့ရမ်းရမ်းမရှိ အကျင့်စာရိတ်တာလည်းနာမည်ပြက်မရှိဆိုတာလို့လူတန်းစားပဲအဲစင်းရတာတော့မတက်နိုင်ဘူးပေါ့လေမကြိုက်စရာအဖြစ်ကျင်ညာဖမအပြစ်ရှာမယ်ဆိုရင် စာယူပေယူထတာတစ်ချက်တော့ရှိတာပေါ့စာဖတ်တယ်စာလေးပေလေးတောင်ဆန်းမြောက်ဆန်းရေးကြည့်ဒီလောက်ပါပဲဒါကလည်းလူကြားမကောင်းအောင်ဆွေးရတဲ့အပြစ်မဟုတ်လေတော့နှစ်ဖက်မိဘပြပြလည်နေနဲ့ပဲမင်္ဂလာကိစ္စအထမြောက်ခဲ့ကြပါလေအဲ့ဒါကကျွန်တော်နဲ့ပတ်သက်လို့ ဖေခင်ဟောချက်တွေကပထမမှန်ကန်တဲ့အချက်တပေါ့ဒုတိယမှန်တဲ့အချက်ကမင်းပိုင်းနဲ့ပတ်သက်ရလိမ့်မယ်အရှုံးအောင်ခံရလိမ့်မယ်ဒါပေမဲ့ဘဝပြက်လောက်အောင် ကြီးလေးတဲ့ပြင်းပြင်းမှုမျိုးနဲ့တော့မဟုတ်ဘူးဆိုတဲ့အချက်ပါပဲဖေခင်ကငါဘသူ့အပေါ်မှာမှမတရားမလုပ်တတ်တာမင်းတိလိရသားနဲ့မဟုတ်တာကွာလို့ကျွန်တော်ကတော့ညင်းတော့ဖေခင်ကလက်မခံဘူးကျွန်တော်လောဘပေါ်မှာ တွေ့နေရတဲ့ကျွန်တော်မယုံခဲ့ပါဘူး ဒါပေမဲ့အဲ့ဒါကလည်းမှန်နေပြန်တယ်။ဒါကြောင့်မို့ဖေခင့်ကိုတတိယမိတယ်လို့ပြောတာပါ။တတိမရကမှနေလေရော။ဒီနေ့ပဲကျွန်တော်အချုပ်ခန်းထဲဝင်ရတော့ဗတော့မယ်မဟုတ်လား။ဘာကြောင့်လို့ထင်တယ်လဲ။ဘာမှုလို့ထင်တယ်လဲ။ပြောရရင်ငိုရကောင်းနုံနုံရေရကောင်းနုံနုံပေါ့။အခန်းနေကျွန်တော်အိမ်အောင်ကြတော့ပညာရေးကဟိုမရောက်ဒီမရောက်ပညာရေးအားကိုးပြီးထမင်းအိုးတန်နိုင်တဲ့အနေအထားမရှိဘူး။ ဒီတော့အဖေအမွေကိုပဲဆက်ခံလိုက်ရတယ်။အဖေကလက်သမားဆရာဆိုပါတော့အိမ်တော်ပြိဘောကတွေလုပ်တယ်လက်သမားမျိုးတော့မဟုတ်ဘူး။အိမ်ဆောက်တာအမိုးမိုးတာအိမ်ဝိုင်းဝင်းထရန်ရက်တာတို့ဟာတွေလိုက်လုပ်တဲ့လက်သမားပေါ့။ကျွန်တော်အိမ်တော်ကြပြီးတနှစ်လောက်ကြီးမှအဖေဆုံးသွားတာပါ။ဆိုပါတော့အဖေနဲ့တနှစ်လောက်တွဲပြီးအလုပ်လုပ်ပညာသင်ခွင့်ရလိုက်တယ်။အဖေမရှိတော့တဲ့အချိန်ကျတော့လေဒီအလုပ်ကိုပဲကျွန်တော်ဆက်လုပ်ခဲ့တယ်။ ငင်းချင်းကလည်းတဖက်ကအင်းကြီးကျယ်သီးတန်တက်တာတို့လက်ရှုပ်ရှုပ်တာတို့လိုတနိုင်တပိုင်းအလုတ်ကလေးတွေနဲ့ဝင်ဝင်ရှာတယ်။လင်မယားနေရာတို့တို့ပေါင်ဘက်အလုတ်လုတ်ရိုးရိုးကုတ်ကုတ်နေအပူမတုံးဖြစ်အောင်ဂယုဆိုင်ဆိုတော့ကျွန်တော်တို့နှစ်ယောက်ရဲ့ကျွန်တော်အမေရဲ့၃ယောက်တည်းရှိတဲ့အိမ်မှာမိခိုးမတိတ်ဘူးဆိုပါတော့လေ။တိတ်ချောင်းလဲလာတယ်မဟုတ်ပေမဲ့တိတ်ပြီးတော့မကြက်တဲခဲ့ပါဘူး။ကျွန်တော်ကအဖေလိုပဲလက်သမားပညာကလေးနဲ့ရက်တည်တယ်ဆိုပေမဲ့ အဖေစီကအဲ့ဒီလက်သမားပညာကလေးတွေတွင်အမွေရလိုက်တာမျိုးမဟုတ်ဘူးအဖေစိတ်ဓာတ်ကိုပါအမွေရလိုက်တာလို့ထင်နေအဖေနဲ့အမေနဲ့အိမ်အောင်ကြီးကအာဝေါ်စရာပါပဲကျွန်တော်အဖေကငငယ်တုန်းကရရေးရွာရေးနိုင်ငံရေးလောက်ရှောက်လုပ်နေတဲ့သူဆိုပဲအမေကအလौစာရဲလို့တက်တက်မမဆားရတာမဟုတ်ဘူးသူ့ဟာသူရှားပွေဆားခဲ့ရတာတဲ့အဖေကလှဲ့တော်မကြည့်ဘူးတဲ့အမေကိုသာလှဲ့မကြည့်ပေမဲ့ ရက်ရွာလုံးကျုံကြီးအဖေကဥဆောင်တဲ့တခင်အတင်းထောင်ဖို့ဆိုရင်လေသူက ခြေဆုံးကပဲမဲရေးကောက်ွယ်လောက်တာလို့ဂျပန်ကိုတော်လန်ဖို့စီယုံတာလို့လို့အိုးအဖေလောက်ခဲ့တာတွေကတော့အများကြီးပေါ့တခါတလေစိတ်လိုလက်ရရှိလို့များအဖေက ပြန်ပြောပြရင်တိတ်ပြီးနားထောင်လို့ကောင်းတာပဲအတိုးကြီးရှင်းွေပြန်မဆက်နိုင်လို့ဆိုပြီးလယ်နဲ့နွားကို အတင်းတိမ့်နေရှစ်တီတီယောက်ကိုဝင်ရိုက်ခဲ့ဖူးတဲ့အတင်းခံရတဲ့လက်သမားက အဖေတိတဲ့လူလည်းမဟုတ်ပါဘူးရှစ်တီးကနွားတွေဆွဲသွားတော့အဲ့ဒီလေသမားကနောက်ကနေလိုက်ပါတဲ့နွားကလေးတွေပြန်ပေးဖို့ရှစ်တီးရဲ့ရှိတော့ကိုဖတ်ပြီးငိုကြီးရှမ်းမနဲ့ပြောတာကိုရှစ်တီးနောက်လိုက်မြမကောင်းကလေသမားကို ရိုက်တယ်ဆိုပဲအဲ့ဒီမှာအဖေကဝင်းရင်တုတ်တချောင်းနဲ့ဝင်းကျန်းတတဲ့လေငါကွာအဲ့ဒီတုန်းကများခွန်းကနဲ့တစ်ချက်ဆော်လိုက်တာရှစ်တီးလည်းပုံကြသွားတယ်နောက်လိုက်တွေကနှစ်ယောက်กว่า ကြီးလန်းတော်မှာသူတို့အမျိုးထီတော်နာသေးတယ်။ဝိုင်းအားတက်သေးတယ်။မင်းတို့ကတလိမ့်ဆန်လောက်မှမတိတတ်ဘူး။ရှစ်တီးထက်တောင်ကဲနေသေးတယ်။တေပေတော်ဆိုပြီးပါဇက်ကလည်းအော်လက်ကလည်းရိုက်နဲ့တွေ့ပစ်လိုက်တာတကြိုးလည်းပြေးကြပါလိမ့်ရော။ဟုတ်တယ်ကွာ။အခုပြောရင်အခုစိတ်ပေါက်တယ်။ပြဿနာဖြစ်လာရင်နောက်ပိုင်းကြမှာမှန်တဲ့ဘက်ကရက်တည်ရမှာ။ပရမအောင်အနေနဲ့ကတော့ကိုလူမျိုးဘက်ကဝင်ရမှာပဲ။ကိုဘက်ကကိုတစ်ဖက်တည်းမှားနေတယ်။ လုံနေတဲ့ဆိုမှအမှန်တရားနဲ့ညှိပြီးချော့တန်ချော့ပေါ့အခုတော့သူတို့ထမင်းအိုးအတွက်ကြည်တာကရင်လူဆိုတာပညာမတတ်ချင်ရင်နေမချမ်းသာချင်ရင်နေအ ਨੇ ဆုံးမျိုးချစ်စိတ်တက်ကလေးတော့ရှိမှာကွာတော့မို့ရင်နွားပဲနွားချင်းအတူတူတောင်အဲ့လိုကောင်းနေကြနဖားချိုးအထိုးခံရတဲ့နွားငါလည်းသူတို့ကိုရိုက်ပြီးဝရမ်းပြေလှုပ်လိုက်ရသေးတယ်ဒါပေမဲ့မကြလိုက်ပါဘူးဂျပန်နေဝင်လာတော့အင်္ဂလိပ်တွေလည်းပြေး ရှစ်တီးတွေလည်းပြေးပြီးသွားတာပါပဲလို့ကိုတမျိုးမျိုးနဲ့အာရပါရပြောလို့ရှိတယ်ကျွန်တော်ကမွေးတယ်1960ခုနှစ်နောက်ပိုင်းကြမှာကျွန်တော်တန်ရောစင်နဲ့အဖေအဲ့ဒီဘက်မှာကြော့သွားတာလို့အမေက ပြော့ပြတယ်ကျွန်တော်စာတွေနင်းကန်ဖတ်နေတော့အမေကအကြောင်းစာထိခိုက်မှာဆိုလို့တားခဲ့ပေမဲ့အဖေကတော့အားပေးခဲ့တယ်စာရေးခြင်းစိတ်ရှိမှန်းတိတော်လဲမြောက်ပေးခဲ့တာအဖေပဲ ဖတ်တဲ့ဖတ်တိုက်တဲ့ထင်းတဲ့စာအုပ်မျိုးတွေကိုသူနဲ့လှုပ်ပေါ်ကိုင်းသက်အပေါင်းအသင်းတွေစီကနေငားရန်ပေပြီးဖတ်ခိုင်းတတ်သေးတယ်။ဦးသိန်းဖေမြင့်ရဲ့အရှိကနေဝှထွက်သည့်ပမာတို့တခင်တင်မြရဲ့ဘုံဘဝမှာဖြင့်ထုတ်လို့စာအုပ်မျိုးတွေကိုအဲ့ဒါလိုနဲ့ကျွန်တော်ဟာအဖေစီကစိတ်တဲ့အမွေကိုရရှိခဲ့တယ်ပဲပြောပါတော့လေအဖေတွင်းမိခဲ့တဲ့ပုံစံခွက်ထဲမှာအံဝင်ခွင့်ကြဖြစ်မဖြစ်ဆိုတာတော့အဖေမှပဲသိနိုင်မှာပါ ျွန်တော်မှာစာရေးခြင်းစိတ်ရှိပြဲဆိုပေမဲ့အိမ်အောင်ကြသွားတော့အဲ့ဒီဘက်ကိုလှဲမကြည့်နိုင်တော့ဘူး။ခေါင်းထဲမှာကလည်းမိသားစုစားဝတ်နေရေးတွေကခြေတန်းကနေရာယူထားတာကိုဒါပေမဲ့စာဖတ်တော့ဒီကနေ့အထိမပြတ်ပါဘူး။ကျွန်တော်အနေထားကိုကျွန်တော်သိနေတယ်လေ။ဆယ်တန်းတော့မအောင်လိုက်ရတဲ့ကျွန်တော်လိုလူမျိုးတယောက်ဟုစာဖတ်ခြင်းနဲ့ပဲကိုယ့်ကိုယ်ကို အဖက်ဆဲရလိမ့်မယ်။စာအုပ်တွေကပို့ချမဲ့ဘာသာရပ်မျိုးစုံကိုစူးစမ်းမွေးမြူနိုင်မှာ လူချင်းတို့တို့ဘဝမှာယက်တီနိုင်လိမ့်မယ်လို့ယုံကြည်မိတယ်။အဖေမျှော်လင့်တယ်လို့ကျွန်တော်စာရေးသမားတယောက်ဖြစ်မလာတာကတော့မတတ်နိုင်ဘူးပေါ့လေ။ဒီနေ့ကျွန်တော်ဖြစ်လာခဲ့တဲ့အမှုနဲ့ပတ်သက်လို့အဖေကိုလည်းတတိယမိပြန်တယ်။အဖေသာရှိနေသေးရင်ဘလို့ဝေဖန်မလဲလို့စဉ်းစားနေမိသေးတယ်။ကျွန်တော်အနေနဲ့ကတော့အချုပ်ခန်းထဲကိုကြည်ကြည်နက်နက်ဝင်ဖို့ပါပဲ။ဖြစ်ခဲ့ပြီလေ။ ဖြစ်ပြီးမှတော့ဥပဒေနဲ့အညီကို့ပြစ်တာကို့ခံရုံပေါ့ငင်းငင်းကတော့ကျွန်တော်ကိုအပြစ်တင်လေရဲ့အခုရဲ့ပတ်စံကလေးမဖြစ်စလောက်အတွက်နဲ့များပွဲစုအောင်လှုပ်လာခက်ရတလားတဲ့အဲ့ဒီတကားကိုကြားတော့ကျွန်တော်ဦးစိမ်းမောင်တို့လူစုရဲ့မျက်နှာတွေကိုပြေးပြေးမြင်အောင်လာတယ်အခန်းတော့ဦးစိမ်းမောင်တို့ပြောလိုက်ရင်ကျွန်တော်တို့မျိုးမှမသိသူမရှိပါဘူးမျိုးပေါ်ကရှိသည်များတထေးတကြွယ်တွေ ဆင်းရင်ကောက်မယ်ဆိုရင်ဦးစိမ်းမောင်ဆိုတဲ့နာမည်ကိုခြံထားခဲ့လို့မရဘူးမျက်စိပေါက်မှိမိပစုံနီနီဂုတ်ဘိုးတက်တဲ့ဝါဝါဖိုင်ဖိုင် အသားဝါဝါမြမစကားတန်ဝဲဝဲနဲ့ဦးစိမ်းမောင်ကိုတမျောလုံးသိကြတာပါပဲစီဆက်ကြီးပဲ၃လုံးပိုင်နေနေတာကလည်းတိုက်နဲ့ကားနဲ့တီးပွေနဲ့ထင်းသားမြင်သားလောက်ကတော့စီဆက်၃လုံးပေါ့လေဒါပေမဲ့ရွှေပောင်ခန္ဓာတို့ ငွေတိုးချေးတာလို့အိုးလုပ်ငန်းတွေမှာပွားထားလို့အဲ့ဒါလို့ဆိုတော့ဒီလူတော့တနေ့တနေ့ချင်းချင်းလဲနေမှာပဲလို့ထင်ကြရရှိတယ်မဟုတ်ဘူးသူကတိုက်ထဲမှာပဲနေတာတယ်လီဖုန်းတစ်လုံးတော့ဖို့ချက်ဖို့နဲ့ပေးသေးစရာကွက်တွေကတခုဘောင်းချာစာအုပ်တော့အုပ်ဘောပင်တစ်ချောင်းနဲ့လေးအေးစက်ကလေးနားမှာပဲထိုင်းနေတာအဲ့ဒီစပွဲမှာနေအလုတ်လုတ်နေတာ စီကလည်းနှစ်ချက်ခွဲသားကနေပေပါလိုက်အထိရောင်းနေဝဲတဲ့ဘက်ကဝဲနိုင်ရုံပဲလို့တယ်သူ့ဘက်ကတော့ဝဲအားရှိသလောက်ရောင်းပေးနိုင်တယ်ဆိုပါတော့ကျွန်တော်တို့လည်းသူ့ဆိုင်မှာပဲဝဲဖြစ်တာကများပါတယ်ပတ်သက်လာပုံကတနေ့သူ့တိုက်ကအခိုင်းစေကောင်းလေးတယောက်လာခေါ်လို့ကျွန်တော်လိုက်သွားပြီဦးစိမ့်မောင်နဲ့တွေ့တယ်ကိစ္စကသူ့စီဆက်တလုံးရဲ့ဝင်းထိန်ရန်တစ်ဖက်ကိုပြန်ကားပေးဖို့ပါပဲလိုအပ်မဲ့ပစ္စည်းတွေသူဝယ်ပေးမယ် ကျွန်တော်ကလောက်အားစရမယ်ဘယ်လောက်ကြမလဲဘယ်လောက်ကြမလဲပေါ့အဲ့ဒီကိုခေါ်ပြီးစုံစမ်းတာဒီတော့ကျွန်တော်ကပြန်ပြောတယ်အတနိုင်ဆုံးမြန်အောင်ပြီးစီအောင်လုပ်ပေးမယ်နေသားသဘောမျိုးတနေ့ကိုဆက်နှက်ချက်ခွဲထုံးစံရှိတယ်ပေါ့သူကလည်းကောင်းငိမ့်နေဒီလိုနဲ့အလောက်ကိစ္စပြောပြီးဆိုပြီးဖြစ်သွားကြတယ်ဝင်းတရံကတဖက်သေးဆိုပေမဲ့ပေ90လောက်အလှရရှိတယ်အဟောင်းကိုဖြတ်တာအစ်စ်ပြန်ကားဖို့ ဝါရှမ်းများတတ်တာကျင်းတူတိုင်မြုပ်တာ အခန်းတန်းချေရိုက်တာရိုက်သေးတာဝါတန်းချေတွေပေါ်ကမှဒေါင်းလိုက်ရှံရက်တာအားလုံးကျွန်တော်တယောက်တည်းလောက်ရတယ်ဆိုလို့တုံးရက်လောက်လောက်ရတယ်အလုတ်ပြီးသွားတဲ့နေ့ညနေပဲဦးစိမ်းမောင်ရဲ့တိုက်ကိုလှူအားကချင်းမို့ကျွန်တော်သွားရတယ်ဦးစိမ်းမောင်ကတော့ထုံးတန်အတိုင်းပဲသူ့စပွဲမှာထိုင်လို့ပေါ့ပေသေးယောက်ျက်ယောက်ျက်တွက်လိုက်ထမင်းစားလိုက်နဲ့ ။ပကံလုံးငငယ်လေးတဲကထမင်းကိုတူတစုံနဲ့ကျွမ်းကျွမ်းကျင်ကျင်စားနေတာ။သူထမင်းစားလို့ပြီးအောင်ပေသေးကြောက်ချက်ကြောက်ချက်တွက်လို့ပြီးအောင်ထိုင်ဆောင်နေရသေးတယ်။သူကိစ္စတွေပြီးတော့မှကျွန်တော်ဘက်လှည့်ပြီးစကားတန်ဝဲဝဲနဲ့ဘလောက်ကြတယ်လဲလို့မေးတယ်။အမှန်ကသူတီးပြီးသားပါ။ဒါပေမဲ့တထေးတွေဟာပတ်စံကိစ္စမှာတီးကြတတ်တယ်လို့ကြားဘူးလေတော့။တိပေမဲ့မေးချင်မေးမှာပဲ။စရင်မှတ်ရှင်လို့လားလို့ မတိတာလို့အောက်မေ့မိတယ်။ဒါကြောင့်တရက်ကို၁၂ချက်ခွဲနှုံးနဲ့၃ရက်အတွက်32ချက်ခွဲကြရတယ်လို့ပြောလိုက်တယ်။ဒီတော့ဦးစိမ်းမောင်ကသူ့ပါနေနေကြီးတွေမြင့်တက်သွားအောင်ပြုံးတယ်။နောက်စပွဲအောက်ကအန်ဆွဲကိုဆွဲဖွင့်လိုက်ပြီးပတ်စံထုတ်ပေးတယ်။၁၀တန်း၃ရက်၅ချက်တန်း၁ရက်ပြီးတာနဲ့အန်ဆွဲကိုပြန်ပိတ်ပြီးပြုံးဆဆပြောတယ်။အစွန်အတွက်၂ချက်ခွဲကိုတော့ခင်မင်မှုအရာချော့ပါတဲ့ မသိတဲ့သူတွေလည်းမဟုတ်ပါဘူးတဲ့တိတ်အချော်ခိုင်းတာလည်းမဟုတ်ပါဘူးတဲ့ပြောပြီးတော့ရည်နေလေရဲ့ကျွန်တော်ဘာမှပြန်မပြောလိုက်ရပါဘူးလေးရွယ်တွဲဆိုရင်လည်း90ကွက်တိမှုချော့เสียရမရှိဘူးအခုဟာက3ရွယ်တွဲဆိုတော့ပတ်စံကဟိုမရောက်ဒီမရောက်38ညက်ခွဲ10တန်း9ချက်တန်းနဲ့တွက်ရင်2ချက်ခွဲကအစွန်းထွက်တယ်လို့ဖြစ်နေတယ်ဒီတော့မြင်တတ်တဲ့သူတွေဖို့မြင်ကျင်စရာချော့ကျင်စရာပဲတွေးလိုက်မိတယ် ဒါနဲ့သူပေးတယ်လို့35ကျပ်ပဲယူပြီးပြန်လာခဲ့တယ်။နေစင်တာအလုံးမှန်မှန်လုံနေရစမ်းပါစေ။နှစ်ကျပ်ခွဲလောက်ဈေးစစ်တာကိုတော့ဖြင့်လူပုံရေးခင်မင်မှုနဲ့တင်ရှော့ပေးလိုက်ရောအဆင်သင့်ပါပဲ။ကျွန်တော်ကအားနာတတ်တဲ့မြန်မာလူမျိုးမဟုတ်လား။အခန်းလေးအာဟုတုများဝင်ရှင်လာတော့တိတ်မကြလိုက်ပါဘူးဗျာ။နောက်တနေ့မှပဲဘုံသားကြီးပြဿနာတရက်ကပေါ်ပေါက်လာတော့တာပါပဲ။ နောက်တနေ့ဆိုတာကဦးစိမ်းမောင်စီကကျွန်တော်လောအားက38ကြက်ခွဲကို2ကြက်ခွဲချော့ယူပြန်လာခဲ့တဲ့နေ့ရဲ့နောက်တနေ့ကိုပြောတာပါကျွန်တော်အလုတ်သွားဖို့ဟန်ပြင်းနေတော့မော့မနက်9နာရီလောက်ပဲရှိသေးတယ်ငင်းငင်းကစီလက်ကြံနေနေတော့စီဝဲသွားပြရသေးဆိုပြီးပလင်းလုတ်ကလေးတစ်လုံးကြက်တန်၃ရက်ပေးတယ်ဒါနဲ့ဦးစိမ်းမောင်တို့ဆိုင်ကို ကျွန်တော်ထွက်လာခဲ့တယ်ကျွန်တော်တို့ကလည်းစီကိုများများဆဆဝယ်လို့မရှိဘူး စီစီချိုလာနိုးချိုလာနိုးနဲ့တဆယ်သား၂ဆယ်သားလောက်ပဲဝဲဝဲတုံးနေရကနေအကျင့်ပါသွားတော့နေကျင်လိုလိုပဲစီဝဲထွက်ရတယ်။ဦးစိမ့်မောင်တို့ဆိုင်ကိုရောက်တော့ထုံးစံအတိုင်းပဲအကူကောင်လေးတယောက်ကစီချင်ထက်ပေးတယ်။ငွေကိုတော့ဦးစိမ့်မောင်ရဲ့စပွဲကိုတွားချင်းရတယ်။စီသေးကပိတ်တလုံး50ကျပ်လက်လီ52ကျပ်ခွဲတဲ့တဆယ်သားကို5ကျပ်တမန်တော့ကျွန်တော်ဝယ်တာက5ကျပ်သားဆိုတော့ တွဲကြစတန်းဆိုရင်နှစ်ချက်ပြား60ဖြစ်ရင်ဖြစ်မယ်နှစ်ချက်65ပြားဖြစ်ရင်ဖြစ်မယ်တစ်ဖက်ဖက်မှာတော့နှစ်ပြားခွဲအနစ်နာခံမှရှင်းလို့ရမယ်တူတူပြောကြပါစို့ဦးစိမ်းမောင်ရဲ့ရှေ့ကို ကြက်တံ3ရက်ထိုးပေးလိုက်ရင်ကျွန်တော်က9ကြက်သားလို့ပြောလိုက်တယ်ဦးစိမ်းမောင်ကခေါင်းညှိနေကြက်တံ3ရက်ကိုတိန်းတယ်ပြီးတော့အကျွေးခွက်တဲကနေနှာယူပြီးအန်းတယ်ဘလောက်အန်းတယ်ထင်တယ်လေ ဆယ်ပြားစိတ်၃စိတ်၅ပြားစိတ်၁စိတ်စုစုပေါင်း35ပြားအခုရဲ့ပတ်စံကလေးမဖြစ်စလောက်ကလေးနဲ့များပွဲစုအောင်လှုပ်လာခဲ့ရသလားလို့ငြင်းငြင်းပြောမယ်ဆိုရင်လည်းပြောစရာပဲကျွန်တော်ကလည်းကျွန်တော်ကျွန်တော်စိတ်ထဲမှာမျက်ခနဲဖြစ်သွားမိတာကိုဟာတဲဟုတ်နေပါလားခတ်တိတိပဲသူ့ဘက်ကြတော့အားနာတယ်ဆိုတာမရှိပါလားနှစ်ပြားခွဲကအစအနာမခံပါလားဆိုတဲ့အတွေ့အကြုံ ခေါင်းထဲကိုဒိုင်းကနေရောက်သွားတာကိုကျွန်တော်ကိုနိုင်ကမိမဆန်လွန်းလှတို့ဇရားကြည်လွန်းလှတို့မြင်တက်လို့လို့မဟုတ်ဘူးဒါကိုကြမ်းကြင်ပြောဝင်ပါတယ်တခြားချိန်မှာဆိုကျွန်တော်အဲ့ဒါလို့တွေးခြင်းမှတွေးမိမယ်အာမနာတတ်တာကိုယ့်ဘက်ကျတက်တက်လို့အထိမခံတတ်တာကိုမြင်ခြင်းမှမြင်မယ်တွေးမိခြင်းမှတွေးမိမယ်နှစ်ပြားခွင်းနဲ့တော့ကျွန်တော်ပြောနေမှာမဟုတ်ပါဘူးဒါပေမဲ့သူ့စီကကျွန်တော်လှောက်အားက နှစ်ချက်ခွဲချောယူခဲ့ရတာပူပူနွဲ့နွဲ့ရဲ့24နှစ်ရည်တော်မပြည့်သေးဘူးပောက်ကွဲမှုတစ်ခုဖြစ်လာဖို့အရှင်နေက တိုက်ဆိုင်လာပုံကို ပြောပါရင် နေဘူးစကားမှာနှစ်ဖူးကရွှေရှင်းမကြအောင်ကျွန်တော်အလုတ်လုတ်ပေးပြီးမှရတဲ့လောကားကလည်းကနှစ်ချက်ခွဲကို သူ့လွယ်လွယ်ကလေးပဲဈေးစစ်ခဲ့တယ်ဒီတော့ကကျွန်တော်စောရကမတက်ခဲ့ဘူးအာနာမှုနဲ့သူ့ဘေးတလောက်ပဲယူပြီးပြန်လာခဲ့တာအဲ့ဒါကမနေ့ညနေကဟော ီနေ့မနက်ကြတော့သူ့ဘက်ကနှစ်ပြားခွဲကိုသူမချော့ပေးတော့ဘူးချော့မပေးတဲ့အပြင် သူ့နှစ်ပြားခွဲနာသွားမှဆိုလို့ကျွန်တော်စီကနှစ်ပြားခွဲပေါ်ကမစီမဆိုင် ခပ်ပါပါလှိလိုက်ပြန်ပြီကျွန်တော်လက်ပြားခါသွားတယ်နှစ်ပြားခွဲနဲ့နှစ်ချက်ခွဲတန်ဖိုးချင်းရှင်လိုက်ရင်အစာပေါင်းတရာမကွာဘူးလားကျွန်တော်ခေါင်းထဲမှာတွက်ပြီးချက်ပြီးသားဖြစ်သွားတယ်အစတရာလောက်ကျွန်တော်အပေါ်မှာခေါင်းပုံဖြတ်လိုက်တယ်လို့မြင်လာတယ် ငွေတန်ဖိုးကိုပြောတာမဟုတ်ဘူးနော်လောက်ရက်ကိုပြောတာဒီလိုကတော့ဘယ်ရလိမ့်မလဲကျွန်တော်ကလည်းကျွန်တော်ရပိုင်ခွင့်ကိုပြန်တောင်းရလိမ့်မယ်လို့ချက်ချင်းဆုံးဖြတ်မိပြီဖြစ်သွားတယ်သူ့စီကပို့ယူတာမဟုတ်ဘူးအမျက်ထုတ်တာမဟုတ်ဘူးကျွန်တော်ရဲ့ထိုက်တဲ့နဲ့ခံစားခွင့်ကိုအပြည့်အဝရဖို့တောင်းတာတောင်းကိုတောင်းရမယ်လို့လေကိုကိုကိုအားပေးမိလျက်သာဖြစ်သွားတယ်ပြီးတော့ဘာမှမကြသေးတဲ့အကြောင်းကိစ္စလည်းမဟုတ်ဘူးမဟုတ်လား မနေ့ကကျွန်တော်လိုအားက38ကြက်ခွဲကြတာကို35ကြက်ပဲဦးစိမ်းမောင်ပေးလိုက်တယ်နော်ကျွန်တော်လည်းအားနာလို့တကြောင်အိမ်ကအလောက်ကိစ္စလေးတွေအရေးကြီးနေတော့ကတကြောင်မို့မပြောပဲပြန်သွားတာပါဈေးချော့ပေးခဲ့တာမဟုတ်ပါဘူးချော်ယိုထုံးစံလည်းမရှိဘူးဒါကြောင့်လက်ကြံငွေနှစ်ကြက်ခွဲကိုလည်းတောင်းရင်စီလဲဝယ်ရင်ထွက်လာခဲ့တာပါလို့ကျွန်တော်ပြောလိုက်တယ်ဟာတိတ်အံ့ဩဖို့ကောင်းလိုက်တာဗျာ ကျွန်တော်စကားကြောင့်ဦးစိမ်းမောင်ရဲ့မျက်လုံးမင်းမေးကလေးပြီးပြူးကျဲသွားတယ်။သူစိတ်ရနှောက်ချက်ဖြစ်သွားတယ်ဆိုတာကို သူ့မျက်နှာပေါ်မှာရုပ်ခနဲ့ပေါ်လာတဲ့အရေးအကြောင်းတွေကတက်တည်ပြလိုက်တယ်လို့ပဲ။ဒါပေမဲ့ချက်ချင်းပဲဦးစိမ်းမောင် ပြုံးတယ်။ပြီးတော့ကိုတို့ကလည်းဗျာမနေ့ကပဲကောင်းပြီးကောင်းလျက်နဲ့အခုမှထပ်တောင်းနေပြန်ပြီ။တော်တော်နောက်တဲ့လို့ပဲတဲ့။ကျွန်တော်ရည်ပြစ်လိုက်တယ်။မနောက်ရပါဘူးဗျာ။ ကျွန်တော်တကယ်တောင်းနေတာပါလို့ထပ်ပြောလိုက်တယ်။ဒီလိုနဲ့ပဲသူကလည်းကျွန်တော်ကို ကြံွေထပ်မပေးရရေးကျွန်တော်ကလည်းအဲ့ဒီကြံွေရရှိရေးနဲ့အတော်ကလေးအခြေအတင်ပြောကြရတယ်။သူကတော့ဘယ်ပေးချင်ပါမလဲ။ပေးခဲ့ပေးပြီပေါ့။နောက်တော့စစ်လို့ရာကောင်းရာညာဆိုတဲ့သဘောနဲ့နေမှာပေါ့လေ။အပျော်စွဲကလေးနဲ့ဆက်ညင်းနေ။ဒီအချိန်မှာပဲကြော်တင်းဆိုတဲ့အကောင်ကဂျားဝင်ဖြတ်လာတယ်။သူကကျွန်တော်နဲ့တရက်ကွက်ထဲသားပါပဲ။ အဲကျွန်တော်ထက်တော့ချောင်းလဲတာပေါ့ဦးစိမ့်မောင်စီမှာမြေပဲနှမ်းနေကြအဝဲတော်လုံးရင်ကြီးပွားနေတဲ့ကောင်ပေါ့ဦးစိမ့်မောင်လက်တက်မွေးထားတဲ့လူယုံတော်ဆိုပါတော့လေကျွန်တော်နဲ့ဦးစိမ့်မောင်တို့ရဲ့အခြေအနေကိုဘေးကနေထန်ကြည့်နေရင်ကဝင်ပါလာတာကိုတို့ကလည်းဗျာကတ်เสียမှရှိကတ်နေပြန်ပြီအစကတည်းကမချော့နိုင်ရင်လည်းတခါတည်းပြောလိုက်ခဲ့တာမဟုတ်ဘူးအခုမှရှေးကြောက်ရင်တို့လုံနေပြန်ပြီတဲ့ကျွန်တော်ဘာမှမပြောလိုက်ပါဘူး ဦးစိမ့်မောင်နဲ့ပဲဆက်ပြောနေလိုက်တယ်။ကြားလာတော့ကျွန်တော်ဘက်ကဘလို့မှအချော်ပေးလိုက်မယ်မဟုတ်ဘူးဆိုတာကိုဦးစိမ့်မောင်လည်းသဘောပေါက်လာဟန်တူပါတယ်။ကြက်တံနှစ်ရွက်နဲ့ငါးမှုစိတစ်စိကိုထုတ်ပေးတယ်။ငကိုကားမှနေဆုပ်ဆုပ်မျက်နှာဟာအဲ့ဒီအချိန်မှာနေတဲ့နေနေပြီ။အသက်ရှူတန်တွေကလည်းပြင်းနေပြီ။တိတ်တာပေါ့။ဦးစိမ့်မောင်ဒေါသထွက်နေပြီဆိုတာဗတ်တက်နိုင်မလဲဗျာ။နော်မဟုတ်ဘူးလား။ ျွန်တော်ကလည်းမတရားလုပ်တာမှမဟုတ်တာပဲပတ်စံနှစ်ချက်ခွဲကိုအိတ်ကတ်ထက်ထက်စီပလင်းလေးကိုလက်ကဆွဲပြန်လိုက်ပါဦးမယ်ခမားတို့နှုတ်ဆက်ပြီးကျွန်တော်ထွက်လာခဲ့တယ်။အဲကျွန်တော်တိုက်ကလည်းထွက်လို့ရှန်တကားဝါကနေအပြင်ဘက်တလန်းလာရောက်ပါသေးတယ်။တိုက်ထဲကတောက်ခုတ်တန်တစ်ချက်ကြိုးတဲ့စကားတန်ကကျွန်တော်နောက်အပြေးကတ်လိုက်လာတယ်။စိုးစိုးကလေးကပြေးလိုက်ရင်ပြေးရပဲဆရာရဲ့တက်တက်နားဘူးခံလို့ ီကောင်တွေကကိုကိုကိုနှစ်ချက်ခွဲလာအောင်မှတံပိုးထားချင်တဲ့ကောင်တွေမဟုတ်ဘူးအချက်မရှိသတောင်းစားများချွဲသလိုချွဲပြီးတောင်းနေတာဒါဟာကြော်တင်ပြောလိုက်တာမှဟုတ်ပါလေစားရဲ့လို့ကျွန်တော်နားကိုကျွန်တော်ပြန်ပြီးတန်တရားဖြစ်မိတယ်ကျွန်တော်တကောလုံးထူပူသွားတယ်မျက်လုံးတွေလည်းပြာဝေသွားတယ်ခြေကလည်းရှစ်ဆက်ပြီးမလှမ်းမိတော့ဘူးကြော်တင်ခဏလာပါအောင်ကွာ ဆိုတဲ့စကားကလည်းဘဲကဘလို့ပြောထွက်သွားမှမသိတော့ဘူးကျော်တင်ကရှူးတိုးတိုးမျက်နှာပြင်းနဲ့တိုက်ထဲကလှန့်ထွက်လာတယ်သူ့မျက်နှာကိုမြင်တော့မှကျွန်တော်အသွေးတွေပုတ်ပွက်ဆူလာတယ်လို့ပဲသူလည်းကျွန်တော်အနာရောက်လာရောဘာမှပြောညာမပြော လက်ထဲကစီပလင်းနဲ့ခေါင်းကိုစီးရိုက်ပြစ်လိုက်မိတယ်ခွမ်းကနေအတန်နဲ့အတူသွေးစတွေဖျားကနေလွင့်တက်သွားတယ်ဒီကောင်လည်းသူ့ကောင်သူ့လက်နဲ့အုပ်ပြီးငိုက်ကြသွားတယ် ငါကငါရပိုင်ခွင့်ကိုငါတောင်းတာကွာတက်တက်မဲ့ခေါင်းပုံဖြတ်တာမဟုတ်ဘူးနားလဲလားအော်ဟဲ့ပြောချလိုက်တယ်ကျွန်တော်အတန်တွေကလည်းဒေါသကြောင့်တုံးနေတယ်အဲ့ဒီအချိန်ကြာမှာတိုက်သေးကလူတွေပြစ်ထွက်လာကြတယ်အဖြစ်အပျက်ကရုတ်တရက်ကြီးဆိုတော့အားလုံးပဲကြောင်ကြည့်နေကြတာပေါ့ကျွန်တော်စီကစကားတန်ကြဲ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 ထွက်လာကမှတတိဝင်လာကြတာပါကျွန်တော်ကိုဝင်ဆွဲတဲ့သူကဆွဲပေါ့လေဒီတော့မှဝရုံးတုံးကဖြစ်လာတယ် ကျွန်တော်လည်းလက်ထွက်ခဲတဲ့အချိန်မှာဦးစိမ့်မောင်ကတော့ဆော်ကားတယ်ရဲစခန်းကိုတိုင်မယ်အခုတိုင်မယ်နဲ့အော်ဟစ်ပြီးကြံခဲ့လေရဲ့တတလုံးကရိုးရိုးအေးအေးနေထိုင်လာခဲ့တဲ့ပြီဒီတခါတော့ပြစ်မှုတစ်ခုကိုကျူးလွန်လိုက်မိပြီဆိုတာကျွန်တော်ကိုကျွန်တော်သိလိုက်တယ်အိမ်ရောက်တာနဲ့အမေနဲ့ငင်းငင်းကိုဖြစ်ချောင်းကုန်စင်ပြော့ပြလိုက်တယ်အမေကပြုံးနေပေမဲ့ငင်းငင်းကတော့အပြစ်တင်တော့တာပါပဲ ဒါပေါ့လေအမေနဲ့ငိမ့်ငိမ့်ကအသက်အရွယ်ချင်းအတွေ့အကြုံချင်းမှမတူကြတာကလားဒီလိုတော့ပြောမှာပေါ့လေအခုရေပတ်စံကလေးမဖြစ်စက်လောက်ကလေးအတွက်နဲ့များပွဲစုအောင် လုပ်ခဲ့ရသလားတဲ့ပတ်စံနှစ်ပြားခွဲကိုနှစ်မျောလုံးလို့ပတ်စံနှစ်ချက်ခွဲကိုမလုံးလို့ဒီပြမှုကိုကျူးလွန်မိခဲ့တာမဟုတ်ကြောင်းငိမ့်ငိမ့်နားလဲအောင်ကျွန်တော်ဘလို့များရှင်းပြပါရမလဲဗျာအခန်းကား အခုချိန်ရောက်မှတော့ကျွန်တော်လည်းဘာမှမတတ်နိုင်တော့ဘူးလေတရားဥပဒေရှိတဲ့အတိုင်းပဲပေါ့ဒါပေမဲ့ခမည်းကိုကျွန်တော်နားလဲပါတယ်ကိုတို့ရာတဲ့စကမ်းမှုကကျွန်တော်ပခုံးကိုခပ်ပွားပွားပုတ်ရင်တူတူပြောရင်ကျွန်တော်ခေါင်းချိန်ပြလိုက်တယ်ကျွန်တော်ကိုသူနားလဲတယ်လို့ကျွန်တော်ကလည်းသူ့တာဝန်ဝတရားနဲ့ပတ်သက်ပြီးသဘောပေါက်နေတာပဲမဟုတ်လားသူကတော့ခင်မင်းရင်းနေသူမျက်နှာတိတယောက်မို့ကျွန်တော်ကိုအရှုံးခံနဲ့တွင်းရမှာအားနာနေဟန်တူပါတယ် ပြီးတော့သူနဲ့ကျွန်တော်ခင်မင်ပုံကလည်းစီးပွားရေးကိစ္စလူမှုရေးကိစ္စမျိုးတွေနဲ့မဟုတ်ဘူးဝါသနာချင်းတူတော့ခင်မင်ကြတာသူကလည်းစာတိတ်ဖတ်တာကိုကျွန်တော်ကလည်းစာကြဖို့ဆိုတော့စာအုပ်အငှားဆိုင်မှာအမြဲတမ်းဆုံးဖြစ်ကြတယ်မြန်မှန်တမ်းမိကြတယ်ကြားလာတော့ဟိုစာအုပ်ကလေးဖတ်ပြီးပြီလားဒီစာအုပ်ကလေးဖတ်ကြည့်စမ်းပါဗျာဆိုတာမျိုးကိုကြိုက်တဲ့စာအုပ်ကလေးတွေကိုတယောက်တယောက်ညွှန်းကြဖတ်ကြဖတ်ပြီးရင်လည်းဆွေးနွေးကြရင်းနဲ့ ရင်းနေခင်မင်လာတာမျိုးပါဒီကနေ့လေဒီကိုတရားခံတယောက်အနေနဲ့ကျွန်တော်ရောက်လာတော့သူတော်တော်အံ့ဩသွားဟန်ရှိတယ်တရားလိုစစ်ချက်တရားခံစစ်ချက်တွေယူပြီးတော့ဦးစိမ့်မောင်တို့လူစုပြန်သွားတာ ਨੇ ကျွန်တော်ကိုမေးတော့တာပဲဘလို့ဖြစ်တာလဲကိုတို့ရတဲ့ကျွန်တော်ကအဖြစ်အပျက်အစားဆုံးချင်းပြလိုက်တယ်ကျွန်တော်ချင်းပြတာကိုတော့ကျွန်တော်ဘက်ကပုံကိုရေးအယူအဆတွေခန်းစားချက်တွေမလွဲတာမကင်းတာပါတော့ပါမှာပေါ့လေ သူကအစာဆုံးစိတ်စိတ်ငြိမ်ငြိမ်နားထောင်နေကျွန်တော်စကားဆုံးသွားတော့မှစောစောတုန်းကပြောတဲ့စကားကို ပြန်ပြန်ပြောတာ အခုချိန်ရောက်တော့မှမတတ်နိုင်ဘူးတဲ့ဒါပေမဲ့ကျွန်တော်ကို သူနားလဲပါတယ်တဲ့ပြောပြီးတော့ကျွန်တော်ကိုမျက်လုံးမှိုင်းမှိုင်းတွေနဲ့ငေးရီပြီးကြည့်တယ်ကျွန်တော်ကိုသူအမှန်တကယ်နားလဲတယ်ဆိုတာကိုသူ့မျက်လုံးတွေက ပြောနေတယ်လို့ပါပဲကျွန်တော်ပြုံးလိုက်တယ်နေရာကထရက်လိုက်တယ်ဒါပေါ့ဗျာကိစ္စမရှိပါဘူး ခမရအလုပ်ခမရလုပ်ပေါ့ကဲထဗျာကျွန်တော်ကိုအရှုတ်ခမ်းနဲ့တွင်းတော့ဒီတော့သူ့ပင့်သက်ခြိုက်လိုက်တယ်ပြီးတော့သူ့ကိုယ်တိုင်မှာကျွန်တော်ကိုအရှုတ်ခမ်းဝဝင်ပေါက်ကလေးကိုဖြန့်ပေးတယ်မလွယ်ပေါက်ကလေးဆိုတော့ကျွန်တော်ခါလောက်ပဲရှိတာခေါင်းငုံပြီးအဝင်မှာဖြောင်းကနေအတန်တစ်ချက်နဲ့အတူကျွန်တော်မျက်လုံးတွေဝင်းကနေဖြတ်သွားတယ်အရှုတ်ခမ်းထဲမှာကြိုတင်ရောက်နေနေတဲ့အရှုတ်သားဟောင်းတွေကတယောက်ကကျွန်တော်နှရင်ကိုစီးအုပ်လိုက်တာပေါ့ ဟေးမလုံးနဲ့သူကနောက်ကအလောတကြီးပြန်អော်လိုက်တော့မှကျွန်တော်တက်တာရရသွားတယ်။နှုတ်မဟုတ်ရင်ဘလောက်များဆော်ကြအောင်မလဲမသိဘူး။အချုပ်ခန်းထဲကိုကျွန်တော်တကိုယ်လုံးရောက်သွားချိန်ကြမှမလွယ်ပေါက်တကားကိုအပြင်ကနေတော့ပြန်ခတ်ရင်သူတောင်းပန်တယ်။တိတ်အားနာနေတဲ့မျက်နှာနဲ့ sorry ပဲကိုတူတဲ့။ရပါတယ်လို့ပြန်ပြောလိုက်တော့မှသူလှည့်ထွက်သွားတယ်။ကိုလူကဘာမှုနဲ့ရောက်လာတာလဲ။ ကျွန်တော်ရိုက်တတဲ့ကအချုပ်သားဟောင်းစီကစကားတန်ထွက်လာတယ်။လုံချီကွက်ကိုကြည့်ုံနေတယ်။စောစောကကျွန်တော်ကိုစီးအုပ်လိုက်တဲ့သူဆိုတာသိလိုက်ပါတယ်။မျက်နှာကပြုံးပြဲပြဲနဲ့ကျွန်တော်ကိုရှာလိုက်တဲ့အတွက်ကိုပဲသူ့မှာအောင်ပွဲရစစ်သူကြီးတယောက်လို့ဂုံယူခြင်းဟန်ရှိတယ်။လောလောဆယ်ကျွန်တော်မှာစကားပြောခြင်းစိတ်မရှိဘူးဆိုတာကိုလည်းအကဲခတ်တတ်ဟန်မတူပါဘူး။လူရိုက်မှုကျွန်တော်ခတ်တို့တို့ပဲဖြေလိုက်တယ်။ပြီးတော့စကားလည်းဆက်မရှိခြင်းတော့တာနဲ့ တခြားတစ်ဘက်ကိုခြောက်သွားလိုက်ပြီးအရှုံကန်းနိုင်ရန်တန်တိုင်းတွေကြားကနေအပြင်ဘက်ကိုလှမ်းကြည့်နေလိုက်တယ်။တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။စခန်းအပြင်ဘက်ကလဲလန်းเจ้าပေါ်မှာနွားလဲတစည်းကိုမြင်လိုက်ရတယ်။လဲစရာကပေကက်ကက်လှုပ်နေတဲ့နွားတကောင်ကိုနှင်တန်နဲ့တိုးလိုက်ရိုက်လိုက်လှုပ်နေတယ်။လဲဆွဲတဲ့နွားဆိုတော့နှစ်ဖားချိုးထိုးခံရတဲ့နွားပဲမဟုတ်လား။လဲပေါ်ကလူကိုသူဘလို့လှုပ်ပြီးဖိဆန်နိုင်ပါမလဲ။ ဒီအတီထဲမှာလက်ခနဲဖြစ်သွားတဲ့အတွေ့အကြုံကြောင့်ကျွန်တော်ပြုံးလိုက်မိတယ်။စိုးစိုးကလူကိုလည်းလှည့်ပြောမိလျက်သားဖြစ်သွားတယ်။လူရိုက်မှုဆိုတာသာပြောတာပါဗျာ။တကယ်တမ်းကျတော့လူရိုက်မှုလားနွားရိုက်မှုလားတော့မပြတ်တတ်ပါဘူး။ဟိုမှာမြင်းနဲ့မဟုတ်လား။နဖားကြိုးအထိုးခံထားရတဲ့နွားမျိုးကိုရိုက်ပြီးဆုံးမထားကြတာပဲမဟုတ်လား။ကြုံလေအဲ့ဒါလိုရိုက်လာမှုကြောင့်ဒီအထဲကိုရောက်လာတာပဲ။ဒါပေမဲ့ ကျုပ်ရိုက်ခဲ့တာကခြေလေးချောင်းနဲ့နွားတော့မဟုတ်ဘူးဗျကျွန်တော်စကားဆုံးသွားတော့ယူများနေသလားဆိုတဲ့မျိုးလုံးမျိုးတွေနဲ့အချုပ်သားတွေကဝိုင်းကြည့်ကြတယ်ကျွန်တော်ကတော့စောစောကလှဲလန်းကိုပဲ ပြန်ကြည့်လိုက်တယ်တဘုံဘုံပြေးသွားတယ်လှဲရဲ့နောက်မှာ ဖုံတွေကလည်းတလုံးလုံးကြံ့ရစ်နေခဲ့လေ၍စိတ်ညစ်ပါတယ်ဗျာတကယ်လို့များလေတင့်ရင်အဲ့ဒီဖုံတွေကအချုပ်ခန်းနဲ့ဝင်လာအောင်မယ်အသက်ချူကြအောင်မှုံအောင်မယ် သိတဲ့အတိုင်းပဲလေဖုံးဆိုတာဘယ်တော့ကကောင်းချိုးပေးခဲ့ဘူးလို့လေသူပေးနိုင်တာကယောဂပဲမဟုတ်လားဒါပေမဲ့ဘယ်တက်နိုင်မလဲဗျာကျွန်တော်တို့တိုင်းပြည်မှာကိုကနွားလဲတွေခေမကုံသေးပဲကိုတာရမဂဇင်1988ဟုတ်ကဲ့ပါခင်ဗျာစာရေးသူနန္ဒာဆိုးစင်ဖြူကျုံရေးသားတော့နေဘူးတဲကလှဲလန်းကြောင်ဖုံခိုးတွေလည်းတထောင်ထောင်လို့အမိရတယ် ဝိတုတို့လေးကတော့ဒီတင်ပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြင့်ပြေးခဲ့ကြတယ်ကျွန်တော်တို့ရဲ့ညီကိုမောင်နှမတအူးတယောက်ရှင်းစီတန်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကိုမောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ